ပြောင်းလဲလာတာနဲ့အမျှပကြီးအမှုပညာဆိုတာကလည်းထူးခြားဆန်းသစ်မှုတွေနဲ့ပုံမှုပြီးတော့ပြောင်းလဲလာပါတယ်။ဖန်တီးမှုတွေကပုံပြီးတော့အသက်ဝင်လာတယ်လို့မျိုးပဲဒီဖန်တီးမှုတွေကိုပြုလုပ်ရတဲ့အမှုပညာရှင်တွေကလည်းဒီပြောင်မြောက်တဲ့အမှုပညာတွေကိုဖန်တီးနိုင်မှုအတွက်ခန်းစားသက်ဝင်မှုတွေထဲမှာပုံမှုပြီးတော့အစီမျောလာရပါတယ်။ 3D ပကြီးပညာဆိုတာကတော့ဒီဘက်ခင်မှာထူးခြားဆန်းသစ်တဲ့အမှုပညာပုံစံတစ်မျိုးဖြစ်ပြီးတော့ဒီတစ်ပတ်ရဲ့11ရုပ်သံအစီအစဉ်မှာတော့ 3D ပညာရှင်တဦးနဲ့တွေ့ဆုံပြီးတော့မှသူ့ရဲ့အမှုပညာဖန်တီးမှုအကြောင်းတွေနောက်ပြီးတော့သူ့ရဲ့ဘဝခီးလမ်းဖြတ်သန်းခဲ့မှုတွေအကြောင်းကို11ရုပ်သံပြည့်သက် ကြီးအတွက်ရမင်းကတင်ဆက်ပေးသွားမှာပါကိုမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဦးဆုံးအနေနဲ့ပေါ့နော်အကိုရဲ့အမည်ရဲ့နောက်လက်ရှိအလောက်ကိုင်းလေးရဲ့ကိုပရိသတ်ကိုအကိုကမိတ်ဆက်ပေးပါအောင်ဟုတ်ကဲ့ဟိုဟာကျွန်တော်နာမည်ကတော့လိုင်းညီပါလောလောဆယ်ကျွန်တော် 3D ပကြီးနဲ့အမ် gravity ပကြီးကိုရေးတဲ့ပညာရှင်တယောက်ဖြစ်နေရည်တည်နေပါရဲ့ဟုတ်ဟုတ်ကဲ့ပါကိုလက်ရှိမှာလုံဆောင်ပြနေတဲ့အနုပညာလုပ်ငန်းလေးတွေအကြောင်းလည်းအရင်ပြောပြပေးပါအောင်ဒီလောလောဆယ်ကတော့ 3D ကိုပေါ့နော်အထူးပြုပြီးတော့လေ့လာနေတယ်ပြီးတော့အမ် gravity ကိုတော့ခုစပြီးတော့ပေါ့နော်ပြန်ပြီးတော့ ပညာရတခုအနေနဲ့ပြန်လေ့လာနေပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီဘက်ခင်မှာတော့ဗောနော်ယမင်းတို့လည်းတတိထားမိတာတတိပကြီးဆိုတာဆွဲတဲ့လူလည်းများလာတယ်နောက်ပြီးတော့ပို့ပြီးလည်းသဘောကျတဲ့လူများလာတယ်လေအဲ့တော့အခုအနေနဲ့ကရောဘယ်ချင်းအစပြီးတော့မှဒီတတိပကြီးကိုစပြီးတော့ဆွဲပစ်ခဲ့ရလဲရှင်ကျွန်တော်လွန်ခဲ့2014ခုနှစ်လပိုင်းလောက်မှာကျွန်တော်စပြီးဆွဲပစ်ခဲ့တာပါဟုတ်စပြီးဆွဲပစ်တဲ့အချိန်က 2014ခုနှစ်လပိုင်းအဲ့ဝင်းကျင်မှာကျွန်တော်အရင်အိမ်မှာပဲလေ့ကျင့်နေရနေမှာလမ်းမော်ကိုတက်ပြီးတော့ဆွဲမယ်ဆိုပြီးတော့စဆွဲပြစ်သွားတာဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုရင်ဒီမတိုင်ခင်အောင်အကွာဒီပကြီးပေါ့နော်ရိုးရိုးပကြီးတွေပါရောဆွဲပြစ်သေးလားကိုအဲကျွန်တော်ပကြီးဆွဲတာတော့အဲ့မတိုင်ခင်ကတော့တလနှစ်လလောက်ကနေစပြီးမှပကြီးစဆွဲပြစ်တာပေါ့နော်အဲ့အရင်ကတော့ဘလို့ပကြီးမဆွဲပြစ်ဘူးဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုလို့ဟုတ်ဟိုအမြင်တော့ရှိရပါဘောအိမ်ကဟိုအဖေကလည်းပကြီးဆွဲတာဆိုဟုတ်အော်ဟုတ်ကဲ့ပါဒါဆိုရှင်အကွာအမှုပညာနဲ့တော့မသိဘူးပေါ့နော်ဟုတ် ဟုတ်ကဲ့ဒါဆိုလို့ရှိရင်အကူကဒီပတိစဆွဲတဲ့အချိန်မှာကို 3D ကိုစဆွဲလိုက်တာပေါ့အဲ့လိုမျိုးပြောလို့ရလားအမ်စဆွဲတဲ့အချိန်မှာတော့ 3D ကိုစဆွဲတာမဟုတ်ဘူးကျွန်တော် ခဲပကြီပေါ့နော်ခဲပကြီကိုကျွန်တော်စလေးလာလေးလာနေတန်းလန်းနေမှာကျွန်တော်ဟိုအင်တာနက်မှာတွေ့တာပေါ့နော် Facebook တို့ဘာလို့မှနိုင်ငံခြားဆွဲထားတဲ့ 3D တွေတွေ့တယ်နိုင်ငံခြားဆွဲထားတဲ့ 3D တွေတွေ့တယ်ကျွန်တော်သဘောကျပေါ့နော်သဘောကျတော့ကိုလောက်ကြည့်မယ်ဖြစ်မလားဆိုတဲ့စိတ်နဲ့ပေါ့နော်နည်းနည်းအိမ်မှာဆန်းဆန်းပြီးစာရွက်တွေပေါ်မှာစစပြီးရေးဖြစ်ပါအဲ့ရနေမှာ ဟိုလမ်းမပေါ်ထွက်ဖို့ဒီပေါ်တော့ကျွန်တော်တလားနှစ်လားတော့အချိန်ယူရတာဟုတ်ကဲ့ဖခင်ဖြစ်သူကလည်းဒါပကြီးဆရာဆိုတဲ့အခါကျတော့အမှုပညာနဲ့တော့အကူကမဆိုင်ဘူးပေါ့လေအဲ့တော့ရမင်းကူထပ်မေးနေတာကျတော့ဒီရိုးရိုးပကြီးဆိုတော့တီရှိလာတာအရင်ကြိုင်ပေါ့နော်ဒီမြမယူကပန်းစင်မျိုးတွေမှာတော့ပါတယ်ပေါ့ 3D ပကြီးဆိုတော့နောက်ပိုင်းမှာမကူခေစားလာတာ graphic တွေပဲပေါ့နော်အဲ့ခါကျတော့အကူကလက်ရှိမှာဒီ 3D ပကြီးကိုဆွဲနေသူတယောက်အနေနဲ့အရင်ကရှိခဲ့တဲ့ရိုးရိုးပကြီးရဲ့အကူမှာပေါ့နော်စမ်းတက်ပြီးတော့မှပုံစံတစ်မျိုးနဲ့ရက်တီလာတဲ့ 3D ပကြီးရဲ့ပေါ့ ဖန်တီးမှုကလည်းမတူဘူးမြင်ရတဲ့အမြင်အရမတူဘူးဆိုတဲ့အခါကျတော့ဒီနှစ်ခုရဲ့ကွာခြားချက်ကိုရောအကိုအနေနဲ့ဆိုရင်ဘယ်လိုမြင်လဲကိုတော်တော်ကွာတယ်ဘောနော်ကွာတယ်ဆိုတော့ရိုးရိုးပကြီကြတော့ဟိုဘောနော်မြင်တဲ့အမြင်ကိုကရိုးရိုးဒီတိုင်းမြင်တာနဲ့အားသာရှုကင်းကားဆိုရှုကင်းဆိုပြီးတော့တန်းပြီးမြင်လို့ရတဲ့အမြင်မျိုးရှိတယ်ဘောနော်ကျွန်တော်သူရိကြီးကြီးကြတော့အဲ့လိုမဟုတ်တော့ဘူးဟိုသူ့မှာချိန်ရမယ့် angle တွေရှိလာတယ်သူ့ရဲ့ချိုးရမယ့် down တွေသူ့ရဲ့ကွေ့ရမယ့် down တွေဒါမှမဟုတ်သူ့ရဲ့အထွက်လားအဝင်လားအဲ့အမျိုးတွေကွာလာတယ်ဟိုဟို တမန်မျက်စိနဲ့ကြည့်လို့မရဘဲနဲ့ဟိုကင်မရာအင်ဂယ်တစ်ခုနဲ့တေသွားမှသူ့ရဲ့အင်ဂယ်မှာသူတတ်မှတ်ထားတဲ့နေရာကနေရိုက်လိုက်မှသူ 3D ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးတွေလည်းရှိกว่าတယ်နောက်ပြီးတော့ကျွန်တော်တို့တွေကြောင်းဟိုတကယ်ပကြီးအရင်တော့ဟိုရှေးဦးပကြီးတွေကကြတော့အိမ်မှာနေနေအေးအေးဆေးဆေးရေးကြတာများပေါ့နော်ဟို ပတ်ဝန်းကျင်အနောက်ရှက်ဒီပါရရင်တချို့ပြောကြရပြည်စရာပြီးပတ်ဝန်းကျင်အနောက်ရှက်ပြီးလို့မရဘူးဗာညာဘောနော်အနောက်ရှက်ပြီးလို့ရှိရင်တို့ပုံဆွဲလို့မရကျွန်တော်တို့ကြောက်လို့မဟုတ်တော့ကျွန်တော်တို့ကလမ်းမဝော်ရီမှာရေးရတယ်ဟိုလူစီကားတဲ့နေရာတွေမှာရေးရတယ်ရေးရတာဖြစ်တဲ့အတွက်အဲအဲ့လိုမျိုးတွေကိုလည်းရန်ကြီးဂယူးဆိုင်လို့မရတော့ဘောနော်ကို့အာယုံကို့ကကိုပဲစူစည်းပြီးအဲ့လိုမျိုးတွေကအဆအများကြီးကွာပါတယ်ကွာတဲ့အခါကျတော့နောက်ပြီးလူတွေရဲ့အမြင်မှလည်းဟိုဖန်တစ်တာဘောနော်ကျွန်တော်တို့ပကြီးကြောက်အယိုးရင်တော့ပကြီးကြောက်ဟို ပကြီကားတစ်ချက်အနေနဲ့လာတယ်ဒါကြတော့ကုကကြောင်သူကနည်းနည်းလေးပကြီကားနဲ့လူနဲ့ပေါင်းနဲ့ပကြီတည်းဖြစ်လာအောင်အရှိတိုင်းဖြစ်လာအောင်အဲ့လိုမျိုးလေးဆိုတဲ့အခါကျတော့သူက လို့ပြောမှာပို့ပြီးတော့စမ်းတက်တာပေါ့ညနောက်ဒီခေပိုင်းကလူတွေလည်းပို့ကြိုက်တာပေါ့ဟုတ်ကဲ့ဒါကတော့ခင်းနယ်လဲကွာသွားမယ်လို့ထင်တယ်เนาะဒါပေမဲ့ဖန်တီးမှုတိုင်းကတော့အကုန်လုံးတော့ဒါခန်းစားတဲ့ဝင်မှုကောင်းကောင်းနဲ့လောက်ရတာပဲဒီကောเนาะဟုတ်ကဲ့ဒီ 3D ပကြီးကဒါလွန်ခဲ့တဲ့2014ကနေပြီးတော့အစလုပ်ဖြစ်တယ်ဆိုတော့အကိုဒီတခြားလုပ်ဖြစ်တဲ့အမှုပညာရေးရှိရင်လည်းပြပြပေးပါခုနခဲပကြီးလဲဆွဲလို့ပြောတော့လေခဲပကြီးကလည်းကျွန်တော်2014ခုနှစ်ဟိုဟာ9လပိုင်းလောက်မှာမှကျွန်တော်စဆွဲဖြစ်တာအရင်ကတော့ကျွန်တော်ဒီတိုင်းမဲ့ ဟိုလူငယ်ဆိုတော့ဟိုဟာလှုပ်လိုက်တရားလှုပ်လိုက်ပေါ့ဟုတ်ကဲ့အဲ့လိုမျိုးနေလာခဲ့ရအောင်အဲဒါပေမဲ့ပကြီးစဆွဲမယ်ဆိုတဲ့အခါကျတော့ကိုကအမြင်တော့ရှိရယ်မျိုးလုံးထဲမှာအမြင်အမြင်တော့ရှိရယ်ဘောနော်မြင်နေပေမဲ့ဟိုအဖေကအမြဲတမ်းဆွဲနေကိုရှိမှပကြီးအမြဲတမ်းဆွဲနေတာပေါ့ဆွဲနေအောင်ဆွဲတော့မဆွဲတတ်သေးဘူးအဲ့ဒီချိန်တော့ဘောနော်ဒါပေမဲ့သူဘလို့လုံးနေတယ်သူဘလို့တုံးနေတယ်ဆိုတော့အမြဲတမ်းမြင်နေရတဲ့ဟာကိုကအသက်ငယ်ငယ်လေးကတည်းကជីတီတီအဖေရှေ့ရနေအမြဲတမ်းမြင်နေရတဲ့ခါကျတော့ အမြင်ကတော့ဝါနေပါဘောနော်အမြင်နဲ့တင်မအဖေကပထမဦးဆုံးအမြင်မြင်စေရပါဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဒီအနုပညာလုပ်တွေလုပ်ဖြစ်တာဒီတွန်းအားတစ်ခုကအဖေဆိုရင်ရောအဲ့လိုဆိုရင်ရောမှန်မလားရှင့်အမ်အဲ့လိုဆိုရင်လည်းမှန်ပါတယ်နောက်ပြီးတော့ကျွန်တော်အရင်ကတခြားအလုပ်တွေလည်းလုပ်ကြည့်ဘူးတယ်လုပ်ကြည့်ဘူးဆိုတော့ကျွန်တော်ကျွန်တော်မှအဲ့လိုဘောနော်ကျွန်တော်ပကြီဆွဲနိုင်နေဆိုလားဆိုတော့ဗီဇာဘောနော်ရှိရဲဆိုတော့ကျွန်တော်သိရဒါပေမဲ့ကျွန်တော်မှပါရမီပါမပါလဲမသိဘူးနောက်ကျွန်တော် လှုပ်လှုပ်ဖြစ်မလားဆိုတာလည်းကျွန်တော်မသိဘူးကွနော်အရင်ကတခြားအလုပ်တွေလုပ်ကြည့်တယ်ဟိုအလုပ်တွေတော့တစ်ခုပြီးတစ်ခုပြောင်းလာတယ်ကျွန်တော်နဲ့ fitting မဖြစ်ဘူးအများအားမဖြစ်နေ fitting မဖြစ်ဘူးနောက်ကျွန်တော်စူးစမ်းသလောက်လဲဟိုကိုနဲ့မသက်ဆိုင်တဲ့လုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါကျတော့စူးစမ်းသလောက်လဲမဖြစ်ဘူးကွနော်အဲ့ခါကျတော့ကျွန်တော်ပထမအဆုံးပကြီးစဆွဲကြည့်ရခါမှာတပုံစဆွဲလိုက်တာနဲ့နောက်ပိုင်းဟိုဆေးလူများဆေးဆွဲသလိုပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော် အဲဒီပုံထဲမှာပဲကျွန်တော်ဆက်ဆွဲခြင်းနဲ့ဆက်ဆွဲခြင်းနဲ့စိတ်တွေဖြစ်တယ်။နောက်ပြီးတော့ကိုကိုကိုဘယ်ပိုင်းမှာအာသာလဲဆိုတာတိလာတယ်။အဲအဲ့မှာကိုတွန်းအားတစ်ခုဖြစ်လာပါဘောနော်။ငါဒီပိုင်းမှာအာသာတယ်။ငါဒီဟာကိုလုပ်ရင်ငါတွေ့လဲဖြစ်မယ်။နောက်ပြီးတော့ငါကိုယ်တိုင်လည်းကျွမ်းကျင်မဲ့အလုပ်ငန်းဖြစ်လာမယ်ဆိုပြီးတော့ပို့စူးစမ်းမိအောင်အမ်အဖေကတော့အရင်ကတည်းကပကြီးတော့ရေးဖို့တော့ပြောပါတယ်ဒါပေမဲ့ ိတ်ပြီးမထင်ဘူးဗောဖေကလည်းအိမ်မှာပုံအောင်ဝါလုံးအောင်မဆွဲတဲ့လူဟာကြီးဆွဲမယ်ဆိုတဲ့အခါကျတော့တိတ်တော့မထင်ဘူးဗောအဲ့မဲ့တို့လည်းစပြီးဆွဲတဲ့အခါဟိုမြင်တဲ့အခါကျတော့နောက်ကနေတောက်လျှောက်ဘောနောကကူညီပြီးတော့ဟောငါသားရေးတာကောင်းလာပြီငါသားဆက်ကြိုးစားဆက်ကြိုးစားဘောနောအဲ့ဒီစိတ်တွေနဲ့ပဲတဖြည်းဖြည်းလမ်းကြောင်းပေါ်ရောက်လာဗောဟုတ်အဲ့တော့ကိုဘာဖြစ်ရှင်နေဆိုတော့ကိုတည်သွားတဲ့အချိန်ပါเนาะဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါမင်းလည်းဆိုနောက်တောင်ကြာတယ်ဟုတ်ကဲ့ဟုတ်ဒါဆိုလို့ရှင်ဒီ 3D ပကြီးပေါ့เนาะပကြီး ဘယ်လိုပြောမလဲတကယ်ပုံအကောင်းပေါ့နော်ပုံကောင်းအောင်တစ်ခုဖြစ်ဖို့ဆိုလို့ရှင်ဒီပကြီးလေးမှာဆိုတာအလင်းအမှောင်နေဆေးရောင်ပေါ့နော်စုပ်ချက်အယူဆတွေဒါမျိုးရှိရဲဆွဲခါကြတော့ 3D ပကြီးမှာရောဒီပုံကောင်းပေါ့နော်တကယ်ဟို perfect ဖြစ်တဲ့ပုံတော့ပုံရဖို့ဆိုရင်ဘယ်ဟာတွေကအရေးကြီးလဲကိုအတီးကကတော့ perfect ဖြစ်တဲ့ပုံတော့ပုံရဖို့ဟိုက angle ပေါ့နော် 3D မှာ angle သူ့ချိန်နဲ့နီးတွေရှိပေါ့နော်သူ့ရဲ့ 3D ရဲ့ယူပုံယူနီးတွေဟို ရှည်ဆွဲမလားတူဆွဲမလားဒါမျိုးတောင်းမှာဆွဲရင်ဘယ်လိုဆွဲသူရဲ့ပုံတင်နည်းတွေရှိပြီးသားပဲပုံတင်နည်းတွေတိထားတယ်ပုံတင်နည်းတွေအတိုင်းရတယ်ဆိုလို့ရှိရင်ရိုးရိုးပကြီးဆွဲသလိုပဲအလင်းမောင်တွေတုံးနေပါတယ်ရတော့ကိုအရင်လမ်းရိုးပကြီးအတိုင်းပဲဘောနော်အဲ့လိုမျိုးပဲပြန်တုံးရတော့အဓိကတော့သူရဲ့ယူဆတွေဘောနော် 3D နဲ့တက်ဆိုင်တဲ့ယူဆတွေဘောအဲ့ဒါလေးတွေတိထားဖို့ပဲအရေးကြီးတော့အဲ့ဒါလည်းကျွန်တော်တို့ဒီမှာကျတော့အရင်ဟို 3D တင်ပေးတဲ့ပကြီးကြောင်းရယ်လို့မရှိဘူးလေဟုတ်ကဲ့အဲနောက်ပြီးတော့ ဟိုမြန်မာနိုင်ငံမှာလည်းပကြီးတင်ပေးတယ်တင်ပေးတယ်ဆိုပေမဲ့ဟိုအရင်တော့ကပကြီးမျိုးတွေပဲတင်ပေးတာ 3D ရီးရဲလို့ငါလာဟေ့ဒီမှာ 3D ဆွဲတဲ့တင်နန်းဆိုပြီးတော့မရှိတဲ့ခါကျတော့ကျွန်တော်တို့အမှန်တကယ်ဆိုကျွန်တော်တို့အများကြီးလိုအပ်သေးတယ်လိုအပ်တဲ့ခါကျတော့ဟိုကိုတွေကအများန်း internet ပေါ်မှာကြည့်ရတယ်သူများဆွဲထားတဲ့ပုံဝင်ကြည့်ပြီးတော့မှ သူဘယ်လိုလုပ်လဲဆိုတော့တပုံဆွဲကြည့်တယ်မဖြစ်ရင်နှစ်ပုံဆွဲကြည့်နှစ်ပြင်းတဖြည်းဖြည်းနီးဆက်လာနီးဆက်ဆုံးအနီးဆက်ဆုံးကိုတူအောင်ဖန်တီးနိုင်တဲ့အဆင့်ပဲရှိသေးတယ်ဘောနော်မှန်တယ်ဆိုတော့ဟိုတကယ်ဒါ သင်တန်းနေဟွာရီနဲ့သင်ရမယ်ဆိုရင်အရင်ကောင်းမှာဟုတ်ကဲ့ဒါဆိုလို့ရှိရင်ယမင်းကဘယ်ဆရာကြီးနဲ့သင်လဲလို့အကိုမမေးတော့ဘူးပေါ့နော်အဖေကတော့ဒါညင်ဆရာဖြစ်နေမယ်ပေါ့ဟုတ်ကဲ့ကျန်တဲ့လေးလာမှုအပိုင်းကတော့အကိုဒီအင်တာနက်ကပဲကြည့်ရအောင်ဟုတ်ကဲ့ဟုတ်အခုအချိန်ထိအကိုလည်းဒီ 3D ပကြီးရေအများကြီးဖန်တီးခဲ့မှုမှာပဲအဲ့ဒီနေရာမှာအကိုအတွက်ပေါ့နော်အမှတ်တရဖြစ်နေပြီးတော့မှတစ်ခုခုပေါ့ကိုရအကိုအရန်ကြိုက်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်အကြောင်းတစ်ခုခုကြောင့်ပေါ့နော်အကိုအများနဲ့အမှတ်ရနေတဲ့ဒီဖန်တီးမှုလက်ရလေးရှိလေဒါပြည့်သက်ကိုပြပြပြပါဦးအမ်အမှတ်ရနေဆိုကျွန်တော်ဘောနော်ဟို မန်းလေးကဟိုကမင်္ဂလာမန်းလေးပေါ့နော်မင်္ဂလာမန်းလေးထဲမှာကျွန်တော်ဆင်ပုံကြီးသွားရေးရပါတော့သူကပကြီးရေးမယ်ဆိုတော့ကျွန်တော်ရောက်သွားဆင်ပုံကြီးကျွန်တော်ရေးမယ်ပေါ့နော်ဆင်ကြီးနိုင်ရနေကထွက်လာတယ်ပုံပေါ့နော်အဲ့ပုံကျွန်တော်ရေးတယ်ရေးတော့ပထမအဲ့ဖြစ်ကျင်တော့မိုးတွင်ကြီးရေးတဲ့အချိန်ကမိုးတွင်ကြီးမိုးတွင်ကြီးမိုးတွင်ကြီးမှာပထမတရက်ရေးတဲ့အခါမှာလုံအောင်မိုးမရွာဘူးမိုးမရွာဘဲနဲ့နောက်ရက်တွေမှာကျွန်တော်အဲ့သွားရေးတဲ့အခါမှာမိုးရွာတယ်မိုးရွာနေတာအောင်မှာဟိုကျွန်တော်စိတ်ကပေါ့နော်ရေးကျင်သိလဲဖြစ်နေတာရဲ့ပါတယ်နောက်ပြီးတော့ဟို ဒီမိုးကိုဂယုမဆိုင်ဘူးဘောနော်အဲပုံမိုးတော့လုံနေဟိုအပေါ်ကအဖီရှိတယ်ပုံမိုးလုံနေလူကမိုးထဲမှာရောက်နေတယ်ဒါပေမဲ့ဟိုကိုယ့်ရဲ့စိတ်ကပဲစောင်းနေလို့အမေကျွန်တော်အရန်ရေးလို့ကောင်းနေတဲ့ချိန်ဆိုရက်လိုက်ရမှလည်းမရက်ချင်ဘူးနော်ပုံဆွဲရက်ပြီးတော့မှဟိုနားလိုက်ရမှမနားချင်ဘူးနော်အဲမနားချင်မနဲ့အဲမိုးရေကြီးထဲမှာပဲကျွန်တော်ဆက်ဆွဲဖြစ်သွားတယ်အဲ့တော့ကျွန်တော်ဟိုတော်တော်လေးသဘောကျတဲ့ပုံလေးဖြစ်တယ်နောက်ပြီးတော့အမှတ်တရလည်းဖြစ်သွားပါတော့ ဟုတ်ကဲ့ဒီချိန်နေ့ထိရောက်လာဖို့ပေါ့နော်အကိုဖြတ်တန်းလာတဲ့နေရာမှာအခက်ခဲတွေရောရှိခဲ့သေးလားอืมရှိတယ်ခက်ခဲရှိခဲ့သေးလားဆိုတော့ကျွန်တော်ပထမဦးဆုံးလမ်းပေါ်မှာတက်ဆွဲတဲ့အချိန်တွေတော့မနော်ဟိုလူကလည်းနည်းနည်းလေးပထမဦးဆုံးစဆွဲနေဆိုကိုပကြီးဆွဲနေတဲ့အချိန်မှာအဲကိုဆွဲတဲ့ပုံပေါ်မှာနည်းနည်းသူများပြောတာဆိုတာလည်းနည်းနည်း sensitive ဖြစ်တဲ့အချိန်ပေါ့နော်နောက်ပြီးတော့ဟိုအဲ့အချိန်ကကျွန်တော်ပုံဆွဲတဲ့ခါကျတော့ကျွန်တော်ဘောနောအဲ့လိုမျိုးပြောကျွန်တော် line မတင်တဲ့ခါမှာအဲ့မှာကျွန်တော်ပြောရတဲ့ပြုရင်ပြောရင်းနဲ့နောက်ရက်မှာကျွန်တော်ပုံ ကျွန်တော်ဆွဲထားတဲ့ပုံတွေကိုတော့အကုန်လုံးဟိုတင်မောသေးနေတက်တက်လာဖြတ်သွားတာဖြတ်တယ်ဆိုတာဟိုလိုတမင်တကာသေးချာတက်တက်ရရတုတ်သွားတာမျိုးမဟုတ်ဘဲနဲ့လို့ဘုန်းတော်တက်တက်ပြက်စီခြင်းနဲ့ဆန်သားနဲ့အကုန်လုံးဆေးတွေနဲ့ပက်ဖြတ်ဖြတ်အမ်ဘုန်းတော်အဲ့လိုဖြတ်လိုက်တာမျိုးတွေလည်းကြုံခဲ့ဘူးတဲ့နောက်ဟိုဘယ်လိုပြောမလဲဟိုပေါ်ပင်မှာกว่าဗောနော်အမ်ဒါအခုမှစလုပ်တယ်ဘာညာတရကဘုန်းတော်အဲ့လိုမျိုးစကားတွေလည်းကြုံရတာဗောဒါပေမဲ့ ကိုကလည်းပထမတော့အရင်တော့တော့သူများကြီးပြောခဲ့လို့ရှိရင်နည်းနည်းတော့ဟိုဘယ်တော့ကိုစလုပ်ဆွဲကြတာအချိန်မှာတော့နည်းနည်းလေးလူငယ်ဆိုတော့ဟိုပြောမိတာပြုမိတာတော့ရှိရပါဘောနော်ဒါပေမဲ့ခုနောက်ပိုင်းကျတော့လေအမ်ကိုလည်းဒီကိုအမှုပညာကိုပဲကိုကယူဆိုင်တော့ဘောနော်သူများပြောတာဆိုတာကိုတိတ်ပြီးခေါင်းနဲ့မထည့်တော့အမ်ခက်ခဲကတော့တိတ်အများကြီးတော့ဟိုလိုကြီးတော့မရှိပါဘူးဒါပေမဲ့ကိုစူးစမ်းနေရတယ်ဆိုတဲ့အခက်အခဲတစ်ခုပဲဘောနော်နောက်အခက်အခဲတစ်ခုကကျွန်တော်ကျွန်တော်ပထမပြောလို့ပဲဘောနော် ျွန်တော်မှတကယ်ကြီးလက်တွေ့တင်ပြပေးမယ့်ဆရာမရှိဘူးဟိုကိုယ်တိုင်လေ့လာကိုယ်တိုင်ဟိုဟာဖြစ်ဟို YouTube တို့ဘာလို့မှကြည့်ရဆိုတာလေအများသောအားဖြင့်တို့ကတင်တယ်ဆိုလို့ရှိရင်အသေးလေးတွေပဲတင်တာများတယ်လေဟိုတို့ပုံလေးတေးသေးလေးလောက်ဆွဲပြတာလေးပဲဒီနိုင်ငံကြီးတွေပေါ်ဆွဲဖို့ပါဘူးအထိမပအောင်မပါတဲ့ခါကျတော့ကျွန်တော်တို့ရဆရာမရှိပါမရှိနေဟိုနီးပြမယ်လူမရှိတဲ့ခါကျတော့ကိုယ်ကားဖြစ်နေတော့ဟော ခုချိန်မှာတော့ကိုကကိုအနုပညာဝါနာပါတယ်ဆိုတာကိုလည်းကိုသိခဲ့ပြီပေါ့နော်ကိုဘာနဲ့ဆင်ပြေရဲဆိုတာလည်းကိုသိခဲ့ပြီအဲ့လိုဖြစ်လာဖို့ပေါ့နော်အခုငယ်ဘဝရောဘယ်လိုမျိုးရှိခဲ့လဲတစ်ချိန်ချိန်မှာကိုကအနုပညာသမားဖြစ်မှာပဲဆိုရဲအဲ့လိုမျိုးခံစားခဲ့ရတာရေနမိတ်ပြတာရောငယ်ဘဝမှာကြုံခဲ့သေးလားအဲ့လိုတော့မကြုံခဲ့အောင်မကြုံခဲ့အောင်ဆိုတော့ကျွန်တော်ကငငယ်တော့ကနည်းနည်းလေးစိုးတယ်ပေါ့နော်စိုးတဲ့ခါကျတော့အိမ်ကလည်းနည်းနည်းလေးအဲငငယ်တော့ကနည်းနည်းလေးကျွန်တော်ကဟိုတိတ်အရန်ကြီးအဆင်ပြေတဲ့လူတန်းသားမွေးတာမဟုတ်တဲ့ခါကျတော့ အင်းကလည်းနည်းနည်းကြက်ကြက်တဲတဲလေးရှိတဲ့အချိန်မှာကျွန်တော်ကျွန်တော်ကလည်းနည်းနည်းဆိုးတဲ့ခါကျပကြီးသေးပါကြီးဆွဲပါညာဆိုလဲအဖေပကြီးဆွဲတယ်အဖေခေါ်သွားတယ်အဖေပုံဆွဲနေကျွန်တော်ကနောက်မှာစော့နေတာဟုတ်အဖေကတခုလုံးနေလို့ရှိရင်ဟိုကျွန်တော်ကဂယူးမဆိုင်ဘူးကျွန်တော်ကလည်းကျွန်တော်လှုပ်ချင်တာလှုပ်နေတယ်ကျွန်တော်သွားချင်ရင်သွားနေတယ်အဲ့လိုမျိုးပေါ့နော်အိမ်မှာအိမ်လုံးဟိုအိမ်လုံးတွေပါကြီးလဲအိမ်မှာအဖေကပကြီးဝဲဆွဲတာလေအဖေဖေကကျွန်တော်တို့အားလုံးပကြီးဆွဲပြီးတော့ခုချိန်ကြီးကြွေးမွေးလာတာပေါ့နော်အဲ့ကြတော့ အဖေဆွဲနေတယ်ဆိုရင်မြင်တော့မြင်နေတယ်ကြည်လိုက်တယ်ပြီးရင်ထွက်သွားတယ်ကြည်လိုက်တယ်ပြီးရင်ထွက်သွားဟိုအဖေတို့ကအမေတို့ကတော့အရင်တော့ပြောပါတော့ကျွန်တော်အတန်းပညာလဲကျွန်တော်နေရတယ်ဗောနောနေရတယ်ကျွန်တော်၁၀တန်းထိပဲနေခဲ့ရတာဟိုနေခဲ့တဲ့ခါကျတော့မင်းကြည်လိုက်ရင်ဘာလုပ်စားမလဲဗောအိမ်အိမ်ကမြေလမ်းပြောခိုင်းရတယ်ဗောနောအားကျန်တဲ့လူတွေစိတ်အေးသွားပြီဗောကျန်တဲ့လူတွေစိတ်အေးသွားပြီဗောစိတ်အေးသွားကိုကြီးဆိုလဲဒီလိုသူ့လုံးနေသူဗောနောလက်ဆိုလဲဟိုအားလုံးစိတ်အေးသွားပြီဗောနောမင်းကြည်လိုက်ရင်ပညာလဲမတက်ဘူးဗော လက်မှုပညာလည်းမရှိဘူး။အရင်လေးတယ်ပေါ့မင်းကိုစိတ်မချဆုံးပဲဘူး။ဒါပေမဲ့စပြီးဆွဲတဲ့အချိန်မှကြတော့လေဟိုဘယ်လိုပြောမလဲ။ဒိန်းဆိုကိုယ့်ရဲ့ဟိုပါလာတဲ့ဗီဇနဲ့ကိုယ်ဟိုနည်းနည်းပါရမီလည်းပါမယ်ထင်ပါဘူးနော်။အဲ့ဒီနှစ်ခုကပေါင်းသွားတဲ့အချိန်မှကြတော့ကိုယ်လုံးနိုင်နေဆိုတော့တည်သွားတဲ့အချိန်မှဟိုဘယ်နော်တန်းပြီး တန်းပြီးတောက်လျှောက်တောက်လျှောက်တောက်လျှောက်လုံးဖြစ်သွားတာပဲအဲ့ဒါပဲရှိတော့ဟိုလိုငငယ်တော့ကတော့ဟိုမေးရင်တော့ဘာလုံးချင်လဲလို့ရှိလဲဆိုမေးရင်ငငယ်တော့စစ်သားကြီးလုံးမယ်ဆရာဝန်ကြီးလုံးမယ်အဲ့လိုပဲပြောခဲ့တော့ဟုတ်ကဲ့ပါကိုအခုတော့ကိုဆုံးဖြတ်လိုက်ပြီလားကိုရဲ့အတံမွေးဝဲကြောင့်မို့ဒီအမှုပညာနဲ့ပဲသွားမလားထောင်လို့ရှိရင်ဒါကိုအမှုပညာတက်တက်နေနေပဲအကိုဘောကမှခန်းစားပြီးတော့ဖန်တီးပြစ်မလားပေါ့ကျွန်တော်ကခုကျွန်တော်စဉ်းစားထားမှာနော်အမှုပညာကျွန်တော်ကလူငယ်လေးလူငယ်လေးဆိုတဲ့အခါကျတော့ရက်တီဘောခက်ခဲတယ်ရက်တီဘောခက်ခဲရတော့ ဒီအမှုပညာလုပ်ငန်းနဲ့ရက်တူဘူးဆိုတော့အရန်ကိုခက်ခဲတယ်မှာခက်ခဲတော့အမှန်တကယ်ဖြစ်ချင်တာတော့ကျွန်တော်လဲဟိုလူကြီးတွေရေးသလိုပေါ့နော်ကိုယ်အရင်တော့ရေးတယ်ဆိုတော့တကယ်ပကြီကားအစ်စ်ကြီးတွေကိုရေးပြီးတော့မှအေးအေးလူလူနဲ့အဲ့လိုမျိုးရေးချင်တဲ့စိတ်တော်ရှိတယ်ဒါပေမဲ့ကျွန်တော်ခုအတိုင်းအတာတစ်ခုထိပေါ့နော်ကျွန်တော်ကြိုးစားရမယ်ဒီခုကျွန်တော်ဆွဲနေတဲ့ 3D ဆိုတာ commercial ပေါ့နော်အဲ့လိုမျိုးနည်းနည်းဆန်မှာပေါ့နော်စီးပွားရေးဆန်တဲ့လုပ်ငန်းသဘောမျိုးဖြစ်နေတယ်ဒါပေမဲ့ဒီထဲကနေမှကျွန်တော် တတ်နိုင်တယ်မြကျွန်တော်အလုံးလုံးရင်လုံးလုံးရင်လည်းကျွန်တော်ရဲ့အတိုင်းအတာတစ်ခုထိရောက်လာတဲ့အခါကျရင်တော့ကျွန်တော်ဒါကိုရက်ပြီးတော့မှကျွန်တော်အရင်တော့ကလူတွေရေးသလိုမျိုးပဲပကြီးရေးပြီးကျွန်တော်အေးအေးဆေးဆေးပုံမှာဘွားကိုဖြတ်တန်းနေတာနော်ဟိုစီးပွားရေးအနေနဲ့တော့ခုလောလောဆယ်ကတော့လုံနေအောင်ပါလေဟုတ်လဲဆိုဟိုခုခေတ်ဆိုလို့ရှိရင်ပကြီးပစ္စည်းတွေကလည်းအရန်သေးကြီးလာတယ်လူငယ်တယောက်ကဝါသနာပါယုံနဲ့ပကြီးရေးနေတယ်ဆိုပေမဲ့အထောက်ပံ့မရှိရင်အရန်ခက်ခဲလေတကယ်နောက်ပိုင်းကျွန်တော်အထိန်နေတိုင်းတာတစ်ခုထိရောက်သွားရင်တော့ကျွန်တော် တကယ်ဟို professional စံစံဘောနောဟိုလုံးဝအတစ်တယောက် လုံးဝအစ်စ်ကြီးတော်မျိုးပေါ့နော်အဲ့လိုမျိုးပဲနေနေကြတာပါဟုတ်ကဲ့ပါနောက်တစ်ခုပေါ့နော်ရမရအကိုစီကနေပြီးတော့တောင်းဆိုချင်တာအကိုလည်းလူငယ်တယောက်ဖြစ်တယ်နောက်ပြီးတော့အကိုဆိုလို့ရှိရင်ကိုပါဖြစ်ချင်တယ်ဆိုတာကိုတော်တော်နဲ့မသိခဲ့ရဘဲနဲ့မှသိတဲ့အချိန်ကျမှဒါအကိုထားလို့ဖြစ်ခဲ့ရပေါ့နော်အခုလည်းညီမတို့ဒီအစီအစဉ်ကိုကြည့်နေတဲ့မှာလူငယ်တွေပါနိုင်တယ်သူတို့လည်းကတချို့ကလည်းသူတို့ဘာဖြစ်ချင်တယ်ဆိုတာကိုသိရင်သိမယ်ပေါ့နော်တချို့ကကြတော့လည်းအဲ့လိုဝီဝီဝါးဝါးနဲ့ကိုပါဖြစ်ချင်တယ်ဆိုတာကိုမသိသေးတဲ့လူငယ်လေးအရှင်းရှိမယ်ပေါ့အဲ့တော့လူငယ်တွေအတွက်အကိုကလူငယ်တယောက်အနေနဲ့ပေါ့နော်သူတို့အတွက်လည်းစကားလေးနည်းနည်းလောက်ပြောပြပါဦးအဲ့ဒါ ဟုတ်လားဟိုနော်အဲ့ဒီအပိုင်းကတော်တော်လေးမြန်မာလူမျိုးနဲ့တော်တော်လေးဝေးနေတယ်အပိုင်းလို့ပြောလို့ရတယ်နော်ဘာလို့လဲဆိုတော့တော်တော်များများကမိဘတွေကဘာလုံးညာလုံးဆိုတာမျိုးအောက်မှာပဲပျောက်ပျောက်သွားပေါ့နော်လူတယောက်ကဥမာဘယ်တန်တဲ့လူတယောက်ကိုဇွတ်ညာနဲ့ရေးခိုင်းရင်သူ့အတွက်ကအဆင်မပြေတော့ဘူးလေနောက်ပိုင်းကျရင်ရေးလို့မရတော့ဘူးလားရေးလို့တော့ရသွားမယ်ဒါပေမဲ့ तू အဆင်ပြေမှာမဟုတ်ဘူးအမြင်ဟိုတခုခုလိုနေတယ်လို့အမြဲတမ်းခံစားနေရသူ့ကိုယ်သူအားတခုခုမရှိတယ်လို့ခံစားနေရ အဓိကတော့ professional တယောက်ဖြစ်ဖို့ဟိုနိုင်ငံတကာနဲ့အဆင့်တန်းညီသွားအောင်လုံလုံနိုင်မဲ့လူတယောက်ဖြစ်ဖို့ကြတော့ဟိုကိုလှုပ်ချင်တာဘာလဲဆိုတော့တည်ထားဖို့ရည်ကြီးတယ်။အဲကိုလှုပ်ချင်တာအတွက်ကိုရရဲ့ဝုန်းဝုန်းချပြဖို့လည်းစိတ်ကလည်းရှိနေဖို့လိုတယ်ပေါ့နော်။အခုဆိုလို့ရှိရင်ယမင်းမေးလာတာလည်းဒါတော်တော်များဝါးပြီပေါ့နော်။နောက်တစ်ခုယမင်းတောင်းဆိုချင်တာကြတော့ဒီအစီအစဉ်ကိုကြည့်နေတဲ့ပရိသတ်ကြီးတွေအကိုကလက်တွေ့ပေါ့နော်။ 3D ပုံလေးတစ်ပုံလောက်ဆွဲပေးဖို့ပါ။ဟုတ်ကဲ့။ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ပရိသတ်ကြီးရမင်းနဲ့အတူတူပေါ့နော်ဒီအကိုရဲ့ 3D ပကြီးရေးဆွဲမှုကိုကြည့်လိုက်ကြအောင်နော် ာကိုအခုလိုမျိုးပေါ့နော်ရမင်းသိချင်တာကိုလည်းဖြေပေးတယ်နောက်တော့အခုလိုမျိုးပေါ့နော်ပရိသတ်တွေအတွက်လက်တွေလည်းပကြီးလေးရေးဆွဲပြပေးတဲ့အတွက်အရင်မဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဟုတ်ပါ level media ကိုပေါ့ဟုတ်ဟုတ်ကဲ့ပါဟုတ် ဟုတ်ကဲ့ပါရှင်ဒီတစ်ပတ်11 interview အစီအစဉ်မှာတော့ပြည်သက်ကြီးတွေ့မြင်ခဲ့တဲ့အတိုင်းပဲဒီ 3D ပညာရှင်တို့နဲ့တွေ့ဆုံပြီးတော့မှသူ့ရဲ့လက်တွေ့ပုံဖော်ရေးဆွဲပေးမှုတွေနောက်ပြီးတော့သူ့ဖြတ်တန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတွေနောက်ပြီးတော့လူငယ်တွေအတွက်အကြံပေးစကားတွေကို11ရုပ်တံပြည်သက်ကြီးတွေရင်မြတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်း11 interview အစီအစဉ်မှာစိတ်ဝင်စားဖို့ကောင်းတဲ့လူပုဂ္ဂိုလ်တွေနဲ့ဆက်လက်တွေ့ဆုံပြီးတော့မှစိတ်ဝင်စားဖို့ကောင်းတဲ့အစီအစဉ်တွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ဆောင်မြော်ကြည့်ရှုကြဖို့တခါလေးဖိတ်ခေါ်လိုက်ပါတယ်ပြည်သက်ကြီးတွေအားလုံးပဲ2019ခုနှစ်နှစ်သက်မှာ ဆန္ဒနဲ့ဘဝနဲ့တထက်သေးကြနိုင်ပါစေလို့ရမင်းကဆုတောင်းမေတ္တာပို့သပေးပါရရှင်။